ထမိန်တခါရန်လင်တသိန်းအနာတခါရန်ငွေတသိန်းဆိုရက်မငွေတောင်းနှစ်သမိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထမိန်တခါရန်လင်တသိန်းဆိုရက်မငွေတောင်းတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မငွေတောင်းဆိုတာကိုကြီးကျော်ရဲ့ရည်စားလေးမကြလင်မယားလေးမကြဖြစ်ခဲ့တဲ့ပထမမိန်းမပါသူကအလုံးသူဘရင်သမီးကိုကြီးကျော်ကပကန်းမှာနေတာကိုကြီးကျော်ကပုတ်ပါးမှာစာရင်းတောက်ရင်း ထရေတဲ့မက်ပုံမင်းနဲ့ချစ်ကြိုက်သွားပြီပုပ်ပားကပြန်မလာတော့ဘူးမောင်ဝေတောင်ကလိုက်ခေါ်ပါရင်မောင်ကျော်ပြန်မေးကိုကြီးကျော်ကခေါ်မရပါဘူးဒီမာတင်မောင်ဝေတောင်က မောင်ကျော်ကြီးသပင်အစစ်လင်းအစစ်ယူပြမယ်ဟဲ့မင်းကတယောက်ယူရင်ငါကဆယောက်ပြန်ယူပြမယ်အဲ့လိုဆိုပြီးပုပ်ပားကပြန်လာခဲ့ပါရင်ဒီလိုနဲ့ဦးမင်းကျော်နဲ့ပြတ်သွားခဲ့ပါရင်အခုတောင်မောင်ဝေတောင်တော်ကောက်ထားတဲ့သူတွေအများကြီးပါပဲ ကျမတငယ်ချင်းအ widetilde တွေထဲမှာတောင်မှအချို့ယောက်ျားလေးတွေကမငွေတောင်ကတော်ကောက်ထားတယ်လို့ဆိုကြပါရည်။မငွေတောင်ကိုမိမနဲ့ပြိတဲ့များကအိမ်တော်ကြီးနဲ့ပတ်သက်လို့အားထားကိုယ်ဝယ်ကြသလိုနဂရော်တွေကြားမှာလေအမတော်ဖျားရည်လို့တက်တဲလို့ကိုးစားချစ်ချင်းခံရပါရည်။ငွေတောင်သခင်မကြီးအလုံးနဲ့မိသားစုဆိုတာဟာအိမ်တွင်းနဲ့မိသားစုထက်တာမှအင်အားတောင်ပါသေးတယ်။မြေဖို့၊တာမိ၊တားဖတ်တွေတမိသားစုလို့နှစ်ဖြစ်ကုန်ကြတော့ကိုးပါတောင်ရှိပါသေးတယ်။ အလိုဆွေမျိုးအုပ်စုလိုက်နှစ်ဖြစ်ကြရှာပေမဲ့လေစာတိပုံညာကောမာနာအင်မတန်ကြီးကြတဲ့မြမရှင်ပြေများကတော်ယုံသဖြင့်မကိုးကွယ်ကြတာကြောင့်မင်းအကိုးကွယ်ခံမဖြစ်ရှာပါဒါကြောင့်ရှေးပရပိုက်များမှာအထောက်အထားတွေရရှိခြင်းကတော့အင်မတန်နေပါပါရီမင်းအကိုးကွယ်ခံမဖြစ်ရခြင်းဟာလေအလုံးဘိုးတော်ဟာအနောယထာဘရင်ရဲ့ထင်းရဲ့နန်းရဲ့ဘရင်အစ်စ်မြဖြစ်တိုင်းမင်းမြက်တက်လို့နှစ်ဖြစ်တာရဲ့ကြောင့်ရဲ့တိတ်နေရပေးဟန်မရှိဘူးလို့ထင်ရပါရီမငွေတောင်ရဲ့ဘဝဟာကြေကွဲဖို့ကောင်းပါရီ မငွေတောင်ကိုအရွယ်မရောက်မီပင်ဦးမင်းကျော်ကခိုးယူပောင်းသိမ်းခဲ့ပါရီဒါကိုပရိမမင်းကောင်ကတွေ့လာကြောင်းမငွေတောင်ကိုသူ့ရက်ကိုပြန်စီခဲ့ပါရီမငွေတောင်ငငယ်ရွယ်နဲ့ပဲဖြည့်ဆည်းခံခဲ့ရတာကြောင့်ယောက်ျားများကိုကလက်စားချိန်မယ်လို့ကြုံဝါဘူးပါရီအကိုဖြစ်သူရွှေကြောက်ဆောင်တဲ့တို့ကျက်ပြေးတောင်ပေါ်မှာနေထိုင်ပါရီမငွေတောင်ဟာဦးမင်းကျော်စီကထွက်ခွာလာခဲ့ပေမဲ့ဦးမင်းကျော်ကိုနေတိုင်းတတိယနေခဲ့ပါရီ တနင်းအကိုဖြစ်သူရွှေကျောင်းဆောင်ကတစ်ဖက်ကိုလှည့်ထိုင်နေစဉ်မငွေတောင်ကဦးမင်းကျော်ဟုထင်ပြီးတော့ဖက်လိုက်ပါရီအဲကအကိုတော်ကရှက်လာတာကြောင့်တောင်ပေါ်မှတွန်းချလိုက်လို့တောင်ကြီးကိုရောက်သွားပါရီဒါပေမဲ့တောင်ကြီးကိုမရောက်မီလမ်းမှာပဲအရှင်လက်လက်အရှင်ထွက်နဲ့ဖြစ်သွားခဲ့ပါရီမြမနဲ့တမိုင်းမှာအရှင်ထွက်နဲ့ဖြစ်သူများမှာအမေရေရင်ရေငံပိုင်းဦးရှင်ကြီးနဲ့မငွေတောင်တို့သာဖြစ်ပါရီမငွေတောင်မှာဦးမင်းကျော်ကိုအချိန်တိုင်းတရိယာနေပေမဲ့ ။ဦးမင်းကျော်ကတော့မငွေတောင်ကိုလိလိရှုထားတာကြောင့်ယောက်ျားများကိုစိတ်နာပြီးဇပင်အစ်စ်လင်းသက်စိတ်ယူမယ်လို့ကြုံမာခဲ့ပါရင်။အတိတ်ဘယ်ကတော့သူ့ဇပင်အရှိအတွက်တိုင်းလင်းတွေယူမယ်လို့ဆိုလိုပါရင်။ဒါကြောင့်မငွေတောင်ထမင်းတစ်ခါခါရင် လင်းတသိန်းရတယ်လို့အဆိုရှိပါရင်။မငွေတောင်ဟာလင်းယူကြံသောနဲ့ဖြစ်ပါရင်။ဒါကြောင့်38မင်းစည်ရင်မဝင်ပေမယ့်မိမများကြားနက်စရာများကြားထင်ပေါ်ကြော်ကြားတော့နေဖြစ်ပါရင်လင်မယားချင်းအိမ်တော်ရေးအစီအမပြေလျင်လေမငွေတောင်ကိုကိုယ်ဝေကြပါရင် ယောက်ျားမမရင်ငယ်ယူပြီးအိမ်ပေါ်ကဆင်းသွားပါကမိမိထံပြန်လာစီရင်မငွေတောင်ကိုကိုယ်ဝယ်ကြပါရီမရက်ကြီးထံရောက်နေတဲ့အမျိုးသားကိုမရင်ငယ်ကသူ့ထံပြန်လာရင်မငွေတောင်ကိုကိုယ်ဝယ်လျင်တော့မငွေတောင်ကမကူညီဘူးလို့ဆိုပါရီနေလောကရဲဝင်ပြီးတော့နတ်အပ်လျင် အမေချင်းအမေရရင် ပုတ်ပါမယ်တော်တို့ထံမှာတားရမောင်ရဖြစ်တာစကန်းဝင်ရပါရီဒါပေမဲ့မငွေတောင်ကတော့လက်ချက်၍စကန်းဝင်ရပါရီမငွေတောင်မိမိရှာနှက်ကတော်များနဲ့လက်ထက်နိုင်တဲ့တပါးရဲသောနယ်လေဖြစ်ပါရီ မငွေတောင်ချော်မော်လုံးလုံးသူ့လာကိုမန်တက်ခါသူမတောင်းတင်တာတွေကိုဆူတောင်းခဲ့ပါရီကြာပြူမနောက်ကြာနေပဲပေါက်ပါစေမငွေနောင်တို့မောင်နှမတွေနေခဲ့တဲ့တာပြေးရွာထိပ်မှာတာပြေးအင်းရှိပါရီအဲ့အင်းမှာကြိုက်တဲ့ကြာထည့်ဆိုင်ပါနောက်ဆုံးမငွေတောင်ကြိုက်တဲ့တဲ့အနီရောင်ကြာတာအခုချိန်ထိပြွင့်နေသေးဟာမငွေတောင်ရဲ့ဆူတောင်းပြတာကိုဖော်ပြနေတာပါတတောင်ခက်ရင်တပတ်လဲပါစေမငွေတောင်ဟာသူ့ရဲ့ထမင်းရှိအတီနာကိုခက်လိုက်ကြုံနဲ့သူနာဝင်းကျင်ကယောက်ျားတွေ သူ့ဘော်တိမ့်ညော့ဆွဲမဲ့စီပါရီဝဝမြင်ဖျားယဟန်နာမတပါဇံပြင်းယောက်ျားဇံလျှောပါစေလောကမှာဖျားယဟန်နာမတပါအခြားတကိုးဇံရှိသောလူများမငွေတောင်ရဲ့အလကိုမြင်ုံနဲ့ဇံလျှောတဲ့အထိမိုးရပါစေတဲ့အတောင်20ဝတ်ပါစေမငွေတောင် ထမိန်နဲ့အုပ်တတောင်ခိုးလို့19တောင်သာကျန်ပါစေမိများပင်တတိပြတိနဲ့ပြည့်စုံသောအတောင်20ဝတ်ယောက်ျားစစ်စစ်ဖြစ်ပါစေမငွေတောင်ချစ်ခင်လို့ထမိန်နဲ့အုပ်လိုက်လျင်19တောင်ပြည့်ယောက်ျားဖြစ်နေ စိတ်မနှုတ်ရင်ကိုနုကိုမနှုတ်ရင်စိတ်နုပါစေပုံသွားပါစေလို့ဆုတောင်းခဲ့ပါတယ်တိတ်ဆုံးချိန်မှာအဲ့ဒီဆူတောင်းများကိုစိတ်ဆွဲကတိတ်ဆုံးခဲ့ပါရင်နေဘွားမှာအလုံးဘိုးတော်ကြီးနဲ့ပြန်တွေ့တဲ့အခါသာသနာပြုမင်းရဲ့မြေဟာအခုလိုသာသနာဖြည့်စုတွေတောင်းရသလားဆိုပြီးတော့ထီးနဲ့မတန်နန်းနဲ့မတန်ဘူးလို့လမ်းမပေးဘူးလို့စိတ်ဆိုးဆိုးနဲ့ကြင်စာပြန်ချခဲ့ပါတယ်လို့ဗဆက်ပြောပုံမြင်ရာဇဝင်လေးကိုတင်ဆက်ပေးလိုက်ရပါတယ်အဆုံးထိတရှိပေးခဲ့ကြတဲ့သူအားလုံးကိုကျမတို့ရဲ့ crazy entertainment ကကျေးဇူးအထူးတင်ရှိပါတယ်ရှင်